အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့နိုဝင်ဘာလ23ရက်နေ့ကနေ28ရက်နေ့အထိတပတ်တာအတွင်းမှာဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသခန့်မှန်ချက်တွေကိုတင်ဆက်ပေးပါမယ်ရှင်ဒီတပတ်အတွင်းမှာတော့ဘင်္ဂလားပင်လယ်ော်အတွင်းမှာလေထုမငြိမ်မသန့်မှုတွေရှိနေပေမဲ့မြန်မာနိုင်ငံမှာတော့အရှိမျောက်လေအေးစီးကြောင်းဖြစ်တဲ့ဆောင်းမုတ်တုံတွေဝင်ရောက်လာပြီးဖြစ်တာကြောင့်အပူချိန်တွေအနည်းငယ်ကျဆင်းလာတော့မှာဖြစ်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတော့ဒီတပတ်ထဲဆိုက်ကလုန်းမုန်တိုင်းဖြစ်လာဖို့ရှိနေပြီးလေထုမငြိမ်မသန့်မှုတွေကြောင့် ုံတိုင်းလမ်းကြောင်းခန့်မှန်ဖို့ခက်ခဲနေစေဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံအတွက်မုံတိုင်းရှင်တက်ရောက်မှုကတော့ဒီဇင်ဘာလပထမပတ်အတွင်းမှာသာဖြစ်နိုင်ခြေရှိနေတာပါစာအုပ်ကလာမှာဖြစ်ပေါ်လာနေတဲ့ဆိုက်ကလုံမုံတိုင်းဟာစောင့်သိနဲ့စိုက်ပျိုသူတွေနဲ့စားတောက်သူတွေအတွက်တတိပြုရမယ့်အရာဖြစ်တာကြောင့်ကျမတို့ CJ Platform ကအခြေပြေးစောင့်ကြည့်ပြီးပြည်သူတွေသိရှိနိုင်ဖို့တင်ပြပေးသွားပါမယ်ရှင် မိုးလဝတ္တခံမှန်မိုးတဲ့အများစုအရတော့မြန်မာနိုင်ငံမှာကချင်ပြည်နယ်မြောက်ဖြားပိုင်းနဲ့တနင်္သာရီတိုင်းတောက်ဘက်ဖြားပိုင်းတွေမှာဒီတစ်ပတ်အတွင်းစုစုပေါင်းမိုးရေချိန်တလက်မအောင်ရရှိတဲ့အထိသာမိုးနှင်းငယ်ရွာဖို့ရှိနိုင်ပါတယ်။လက်ရှိမှာတော့မလကာရီလက်ကြားမှာလေပြာနယ်ရဲ့ဝင်တစ်ခုဖြစ်ပေါ်နေပြီးတောက်ကြနေမှာတော့ဆိုက်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာဖို့ရှိနေတာကိုမိုးလဝတ္တခံမှန်မိုးတဲ့အားလုံးမှတွေ့ရပါတယ်ရှင်။ မုံတိုင်းလမ်းကြောင်းဟာအမေရိကန်ခြေဆိုင်မျိုးသားသမုတ်တရားနဲ့လေဒုစီမံခန့်ခွဲရေး NOAA ရဲ့ GFS model အရမုံတိုင်းဖြစ်လာမယ်ဆိုရင်ဒီတစ်ပတ်အတွင်းအေယာဝတီတိုင်းရခိုင်နဲ့ပဲခူးတိုင်းနောက်ချမ်းတွေမှာမိုးနှင်းငယ်ကနေမိုးတင့်တင့်ရွာနိုင်ပါရဲ့ရှင်။အချာမိုးလေးဝသားခန့်မှန် model တွေမှာတော့မုံတိုင်းအရှိန်တက်ရောက်မှုဟာမြန်မာနိုင်ငံကိုဝင်ရောက်ဖို့မရှိတာကိုတွေ့ရပြီးဆောင်းမုတ်တော့ဝင်ရောက်မှုတွေလည်းအကောက်နေကဒီတစ်ပတ်အတွင်းမြန်မာနိုင်ငံမှာပူချိန်ကျဆင်းနေရတာကိုတွေ့ရပါတယ်။ ဒီမုံတိုင်းဖြစ်လာဖို့စတင်ရာဖြစ်တဲ့မလကာရီလက်ကြာကလျှပြနေရဲ့ဝန်ကိုလည်းကျမတို့ CJ platform အနေနဲ့အချိန်မြေစောက်ကြည့်နေပြီးထူးခြားဖြစ်စဉ်တွေကိုလည်းအချိန်နဲ့တပြင်းညီတင်ပြပေးသွားပါမယ်ရှင်။ဒီတစ်ပတ်ရဲ့ထူးခြားမှုကတော့ချင်းပြည်နယ်ထဲကကမ်ပလတ်မင်တပ်မတူပီဟာခါဖလန်တီးတိတ်နဲ့တူးဆန့်မျိုးနယ်တွေနဲ့ဆက်ဆက်နေတဲ့ချင်းတောက်တန်းတွေပေါ်မှာတရက်တာပြင်းပြပူချိန်ဟာ7ဒီဂရီဆက်စီရက်ကနေ14ဒီဂရီဆက်စီရက်အထိကျဆင်းနိုင်ပြီး တချို့နေရာတွေမှာဆိုရင်၁၀ degree celsius ကနေ၁၂ degree celsius ထိကျဆင်းနိုင်ပါရဲ့ရှင်။ဒါအပြင်ရှမ်းပြည်နယ်မှာတော့၂၀ degree celsius ဝန်းကျင်ကနေ၁၄ degree celsius ဝန်းကျင်ထိတရက်တာပြန်များပူချိန်တွေကျဆင်းလာမှာတွေ့ရပြီးကချင်ပြည်နယ်မြောက်ပိုင်း၊စကိုင်းတိုင်းထက်ပိုင်း၊ရှမ်းပြည်မြောက်ပိုင်းနဲ့ချင်းတောက်တန်းတွေမှာနေသားချိန်နှဲပါပြီးမြူများကျဆင်းတာ၊မြူတွေထူထပ်တာ၊မူးတိတ်ထူထပ်တာမျိုးတွေရှိနေနိုင်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့တရက်တာပြင်းများအပူချိန်30ဒီဂရီဆယ်စီယက်ကနေ32ဒီဂရီဆယ်စီယက်ထိရှိနေနိုင်ပြီးဒီတစ်ပတ်ရဲ့နောက်ဆုံးရက်တွေမှာသာ28ဒီဂရီဆယ်စီယက်ကနေ30ဒီဂရီဆယ်စီယက်ထိကျဆင်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်နှွေးထွေးတဲ့အဝတ်ထည်တွေကိုကြိုတင်ဝယ်ယူတာခြုံဆောင်တွေကိုကြိုတင်ပြင်ဆင်တာတွေစတင်လှုပ်ဆောင်ထားကြဖို့လည်းတိုက်တွန်းလိုပါရဲ့ရှင်။အရှိမျောက်လေအစီကြောင်းဝင်ရောက်လာချိန်မှာရာသီအကူပြောင်းဖြစ်ပေါ်တတ်တဲ့ နှာစေးတာ၊ချောင်းဆိုးတာ၊တုပ်ကွေရောဂါလိုမျိုးဖြားနာတာတွေဖြစ်ပေါ်တတ်တာကြောင့်နေ့စဉ်ရေချိုးချိန်နောက်မကြဘဲသတိပြုကြပါလို့လည်းတိုက်တွန်းလိုပါရဲ့ရှင်။ဒီဒီဘက်တွင်ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်းနယ်၊ချင်းပြည်နယ်တို့မှာမနက်ခင်ပိုင်းမှာမြူထူထက်စွာကြားနိုင်တာကြောင့်မနက်ခင်ပိုင်းသွာလာသူတွေအနေနဲ့သတိပြုသွားလာကြဖို့ကြံပြပါရဲ့ရှင်။ပင်လေပြင်တွင်မှာတော့မြို့ဝကျွန်းပေါ်မုတ်တမကွေမွန်တနေသားရဲ့ကံယူရန်တခြားမှာအင်္ဂါနေ့မှာလေပြင်းတိုက်ခတ်မှုအများဆုံးဖြစ်နိုင်ပြီး တနာယီမိုင်30ကနေမိုင်40ခန့်ထိတိုက်ခတ်နိုင်ပြီးကြံရက်တွေမှာတော့လေတိုက်နှုန်းပုံမှန်နေထားမှာပဲရှိနေကြကြောင်းအင်္ဂါနေ့တွင်ပင်လယ်ပြင်တွင်သွားလာသူတွေအနေနဲ့တတိနဲ့သွားလာကြပါလို့တိုက်တွန်းလိုက်ရပါတယ်ရှင်။အားလုံးသိကြတဲ့အတိုင်းပဲမူလမသားဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေကြကြောင်းကျွန်တော်တို့ CG platform ရဲ့နောက်ဆိုရမူလမသားခမှန်ချက်တွေကိုလည်းဆက်လက်ဆောက်ကြည့်ပေးကြပါလို့မြစ်တရခန့်လိုပါတယ်ရှင်။ CG platform ရဲ့မူလမသားခမှန်ချက်တွေကိုဆောက်ကြည့်နားဆင်အားပေးခဲ့ကြသူအားလုံး တဘာဝပြီးစစ်ပေးတွေကနေကင်းဝေးပါစေလို့လဲကျမစင်တီကဆုတောင်းပေးပါရရှင်။မိုးလေဝသခမန်းချက်တွေပုံမတိကျနိုင်ဖို့အတွက်မိမိတို့ဒေသတွေမှာဖြစ်ပေါ်နေတဲ့မိုးလေဝသနေရာတူတူဖြစ်စဉ်တွေကိုလည်းကိုမတ်မှာရေးသားမျှဝေပေးခဲ့ပါဦးရှင်။